ာသာစကားနိုင်ငံရေးနဲ့အရှိတရားဆိုင်ရာအယူအဆများဤစာအုပ်ကိုတဝတ်တန်စာစင်ကထုတ်ဝေထားပြီးဆရာစန်းစာဆောင်ရီကရေးသားလို့ဆရာမဖြူကတီးဖြတ်ထားတာဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်တမိုင်းဆက်အိမ်များကိုတရိရှိခြင်းတမိုင်းဆက်အိမ်တွေဟာလောကကိုနားလည်ဖို့ပြည်နှင်းတကားတွေဖြစ်တဲ့အကြောင်းကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ဖြစ်စဉ်တွေလူတွေနဲ့ကိုယ့်ဘဝအကြောင်းတွေကိုကိုယ်တိုင်နားလည်ဖို့ရာဘာသာစကားတွေကနေလှုံ့ဆော်ကြပုံကိုလည်းဆွေးနွေးခဲ့ပါတယ်။ဒီဇာတ်အိမ်တွေကိုပြောပြနေတဲ့ပုံစံတွေနဲ့ဝဟာရရွေးချယ်မှုတွေရဲ့အရေးကြီးပုံတွေကိုလည်းပြောပြခဲ့ပါတယ်။အခုကတော့လက်တွေ့ကိုယ်တိုင်ဇက်အိမ်တွေကိုခွဲချမ်းစိတ်ပြဖို့ဘယ်လိုလုပ်ရမလဲဆွေးနွေးဖို့ပါပဲ။ပထမဆုံးကတော့ဇက်အိမ်တွေကိုကြည့်တဲ့အခါမှာဇက်အိမ်တွေလို့နားလည်ဖို့ဖြစ်ပါတယ်။ဇက်အိမ်လို့ပြောလိုက်ရင ပုံပြင်ဝိထုတွေကိုပဲဆိုလိုတာမဟုတ်ဘူး။ဇက်ကြောင်းတွေကိုတိဆောက်ထိန်းသိမ်းထားတဲ့အုံမြင့်ပုံစံအိမ်ဖြစ်ပါတယ်။ပြီးရင်ဇက်ကြောင်းကိုပြောပြတဲ့ဟန်နေရှိပါတယ်။ပထမလောက်နိုင်တဲ့လောက်က ဖြစ်စဉ်တစ်ခုကြောင်းပြောထားတဲ့သတင်းစာဆောင်၊သမိုင်းဆောင်ပါတစ်ခုခုကိုဖတ်ကြည့်ပြီးအဲ့ဒီထဲမှာပါတဲ့ဇက်ကြောင်းပြောသူရဲ့အာယုံဆိုင်တဲ့အရာမိမောင်းထုတ်ပြတဲ့အချက်နဲ့ပေးနေတဲ့သတင်းအချက်အလက်တွေကိုနားလည်ဖို့လိုပါတယ်။ဝိထုဇက်ကြောင်းတွေကိုဖတ်မယ်ဆိုရင်ဘယ်လိုမိတ်ဆက်တယ်လဲ။ ဘယ်လိုမျိုးလမ်းကြောင်းပေးလာတယ်လဲဘယ်လိုမျိုးဇက်ရှင်တင်တယ်လဲဘယ်လိုဇက်ပေါင်းတယ်လဲဆိုတာတွေကိုသတိထားပြီးဖတ်ကြည့်တာမျိုးလုပ်တင်တယ်။စစ်ဘုရားကြီးဆရာရင်းရေးကြတဲ့တိုက်ပွဲဇာတ်လမ်းတွေကိုဖတ်ကြည့်ပြီးဘာကိုပြောနေတယ်လဲဘယ်ချက်တွေကိုမိမောင်းထိုးတယ်လဲဆိုတာနဲ့တိုင်းသားတော်လိုင်းသမားတွေမှတ်တမ်းရေးတဲ့ဇာတ်လမ်းတွေကိုဖတ်ကြည့်ပြီးဘာတွေကိုမိမောင်းထိုးပြတယ်လဲလေ့လာကြည့်ရင်ပုံကိုရေးအမြင်နဲ့မိမောင်းထိုးပြမှုတွေရဲ့ကွာဟာချက်ရှုထောင့်တွေကိုသိနိုင်ပါတယ်။ ဒါပြင်မြမနိုင်ငံရေးတမိုင်းမှာတောင်မှဖာစာပါလာကလည်းရေးသားတဲ့ဇက်အိမ်နဲ့ဘာကဘာကလည်းရေးသားတဲ့ဇက်အိမ်တွေကချောချက်ကထင်ရှားသိတာပါတယ်။ဒါတွေကအချက်အလက်တွေကိုအမားတွေရေးတာမျိုးမပြောဘဲအချက်အလက်အမှန်တွေပြောနေရင်းနဲ့ကိုမှဇက်အိမ်ဖွဲ့စည်းပုံမှာစကားကပြောနေပါသေးတယ်။ဇက်အိမ်ကိုလိလာပြီးရင်သုံးနှုံးထားတဲ့သုံးနှုံးတွေကိုလိလာနိုင်ပါတယ်။ဘလို့ပုံစံတာရကတွေသုံးထားလဲဘလို့အလင်္ကာတွေသုံးထားလဲ ဘလို့စကားဆက်တွေတုံးထားလဲသတိထားကြည့်ရမှာဖြစ်တယ်။ဥပမာတွေရဲ့အကျန်းအမှုနဲ့အသေးစိတ်ဘယ်လောက်ပြောသလဲဆိုတာလည်းအရေးကြီးပါတယ်။ပြီးရင်အချက်အလက်တွေကိုမှားပြောတာ၊ရွှေ့ပြောင်းပြောတာမျိုးတွေရှိနေသေးလားကြည့်ရပါမယ်။ဥမာတကူကအလောင်းဘုရားလက်ထက်အာကြီးကျွန်းမှာမြမသူရဲ့ကောင်မင်းရဲ့ကောင်ပုံမြင်ရတဲ့အာမေးနီးယန်ကဗျာအန်တိုနီယိုနဲ့ပြင်သစ်လူမျိုး ရင်စီတိန်ခနရာဟာလက်မယွန့်တွင်နဲ့အင်္ဂလိပ်ဂုံတိုင်းမှာဈေးဝယ်ခြင်းအောင်ဆောင်ပြီးအငိုက်ဖန်လို့အင်္ဂလိပ်အများကြီးကိုရိုက်တက်ခဲ့ပါတယ်။ဒါတွေဟာမွန်တွေကိုပုံကန်ဖို့လက်နက်ပေးတယ်လို့သိရလို့တက်တယ်လို့မြန်မာဘက်မှာရေးပေမဲ့အင်္ဂလိပ်သမိုင်းဆရာ GE Hall တို့ကတော့ဟန်ကြီးကျုံကိစ္စပြီးမှမွန်အရေးတွေဖြစ်တာမို့မြန်မာတွေသမိုင်းဖြစ်စဉ်ကိုအချိန်ဆင်တောင်မှန်အောင်မရေးနိုင်ဘူးလို့ဆွတ်ဆွဲပါတယ်။အချက်လက်မှားရတာနမူနာပေးရရင်တော့ ဘုန်နေဝင်းကသူဂျပန်မှာပညာသင်တာဟာဘိုကျော်အောင်ဆန်းတို့နဲ့အတူအုတ်ချုပ်ရည်အဖွဲ့ပံမှာပါတယ်လို့ရေးပေမဲ့ဘိုကျော်စောကသူမှတ်မိတာကမျိုးပြတပုံအုပ်စုမှာပါတယ်လို့ပြောတာမျိုးရှိပါတယ်။အချက်အလက်တွေကိုမှားယွင်းတာရှေ့နောက်လွဲတာတွေရှိတတ်ပါတယ်။ပြီးရင်ရေးသားထားသူရဲ့နောက်ခံစဉ်းစားချက် ကာလဒေတာပြောကနဲ့ဆန္ဒအမြင်တွေကိုလည်းလေ့လာဖို့လိုပါတယ်။သူ့လောကအမြင်ဟာဇက်အိမ်အပေါ်နားလည်မှုနဲ့ပြန်ပြောပြမှုကိုလွှမ်းမိုးနိုင်ပါတယ်။ The Great Gatsby ဆိုတဲ့ဝတ္ထုကိုလူသိများကြမယ်ထင်ပါတယ်။မင်းသားကြီးလီယိုနာໂດကတရုတ်ဆောင်ပြီးရုပ်ရှင်ပြန်ရိုက်ထားတာရှိပါတယ်။အဲ့ဒီဝတ္ထုဟာ American Dream အမည်ကိုသုံးသပ်ဝေဖန်တဲ့အနေနဲ့ရေးခဲ့တာဖြစ်ပေမဲ့ဒီနေ့မှာတော့လူမျိုး gender ရှုထောင့်ကနေနားလည်ပြီးဘာသာပြန်ကြတာရှိတယ်။ဒီနေရာမှာဝတ္ထုပုံပြင်တွေမှမဟုတ်ပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေတောင်မှရည်သားတဲ့သူတွေရဲ့ကာလဒေတာပြောကယဉ်ကျေးမှုနဲ့နိုင်ငံရေးအမြင်တွေကနေတက်ရောက်မှုရှိနေတာပါပဲ မိန်ခွန်းတွေလည်းဒီတိုင်းပါပဲရေးကြီးတဲ့ချဲ့နောက်တစ်ခုကဘာတွေကိုထက်ခါထက်ခါပြောနေတယ်လဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်တမိုင်းစရာဝိထုစရာမိန်ခွန်းပြောသူတွေဟာအချက်လက်တစ်ခုခုကိုအချင်းချင်းပြောနေတယ်ဆိုရင်တတိပြုစရာဖြစ်ပါတယ်ဒီလိုပဲနာမဝိသေသနာ ကရိယာဝိသေသနာတွေအပြင်တချို့အထူးလေးပြီးတဲ့ဇကလုံးဖြစ်တဲ့ဖြစ်လေသည်ဖြစ်ပေသည်ဆိုတာမျိုးတွေဘယ်လိုနေရာတွေမှာသုံးဆွဲသလဲဆိုတာကိုလေ့လာလို့ရပါတယ်။ ။နောက်တစ်စင်းကတော့အเจ้าရအတူတူကိုရှုထောင့်အမြင်မတူတဲ့သူတွေကနေရေးသားထားတာနဲ့ရှင်ပြီးဖက်ကြည့်နားထောင်ကြည့်ဖို့ဖြစ်ပါတယ်။ဒီလိုပုံစံမှာလဲဘလိုမျိုးများဇက်အိမ်တီတာရေးသားပြောဆိုတာရှိတယ်လဲဆိုတာတွေကို ရှင်ပြီးစဉ်းစားရမှာပါ။ပြီးရင်ဒီအเจ้าကိုလူထုထဲမှာဘလိုများဆွေးနွေးပြောဆိုနားလည်ကြတယ်ဆိုတာကို လေ့လာဖို့ဖြစ်ပါတယ်။ဇက်အိမ်ပြောပုံတွေကိုလေ့လာတဲ့စွမ်းရင်ဟာအပေါ်ကရေးခဲ့တဲ့အချက်တွေထက်ပိုပြီးမှကျေပြတ်ပါတယ်။ တခြားစဉ်းစားနိုင်တဲ့အချက်တွေတော့ရှိသေးပေမဲ့ဒီလောက်ဆိုရင်ဘယ်လိုမျိုးသမိုင်းဆက်အိမ်တွေကိုခွဲခြမ်းစိတ်ဖြာနိုင်တယ်ဆိုတာကိုခြုံငုံမိပါပြီ။ကိုဖက်မိသည်များနားထောင်မိသည်များဟာအမှန်တွေပြောနေရင်တောင်မှဆန္ဒဂရိတွေက ရှိတတ်ပါတယ်။ဒီဟောပြောချက်တွေကနေလူတို့ရဲ့နေစဉ်ဘဝနဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုဘယ်လိုမျိုးသက်ရောက်လဲဆိုတာကိုလည်းစဉ်းစားနိုင်ဖို့လိုပါတယ်။တရင်ချက်လက်များကိုနားလည်ဆွေးနွေးနိုင်ခြင်း တရင်အချက်အလက်ရာမှာကျွမ်းကျင်လိမ္မာဖို့က27ရာစုမှာအလွန်ပဲလိုပါတယ်လူတွေဟာဘာသာစကားကိုအသုံးပြုလို့တရင်အချက်အလက်တွေကိုဖလှယ်ခဲ့ကြတယ်အဲ့ဒါရဲ့နောက်မှာပတ်ဝန်းကျင်ကရုပ်ဝိထုတွေကိုပြုပြင်ပုံဖော်တဲ့ပထမရုပ်ခေတ်ပြီးတော့စွမ်းအင် energy ကိုပြုပြင်ပြောင်းလဲတဲ့ဒုတိယစွမ်းအင်ခေတ်နဲ့တရင်အချက်အလက်ကို ပြုပြင်ဂိုင်တွယ်နိုင်တဲ့ဒီနေ့ ICT ခေတ်ကြီးကိုရောက်လာပါတယ်ဒီနေ့ခေတ်မှာသတင်းအချက်အလက်ဟာအချိန်နဲ့သုံးပတ်မြင်ရုပ်လောကကိုကြော်လွန်ပြီးအနာဂတ်စီကိုစီစဉ်နေပါပြီဒီခေတ်မှာကိုယ်ရေးကိုယ်တာ privacy ဆိုတဲ့စကားလုံးဟာအလျားနဲ့အမြင်လောက်နဲ့စဉ်းစားလို့တောင်ရတဲ့ခေတ်မဟုတ်တော့ပါဘူးဒါကြောင့်သတင်းအချက်အလက်ဆိုင်ရာအတက်ကိုကျွမ်းကျင်သင်တဲ့ခေတ်ပဲဖြစ်ပါတယ်သတင်းချက်လက်အရာမှာကြွမ်းကျင်လိမ္မာဖို့ဆိုတာကလေ့လာရမယ့်အရာတွေရှိပါတယ်။သတင်းချက်လက်တွေကိုလေ့လာတဲ့အခါမှာရှာနိုင်ဖို့ ုံးသက်နိုင်ဖို့အုံချနိုင်ဖို့နဲ့သူများကိုပြန်ပြီးဆက်သွယ်ရှင်းပြနိုင်ဖို့အလွန်အရေးကြီးပါတယ်။လက်တွေ့တွေးကုံအပြင်စနေတကြဝေဖန် တွေးခေါ်ရေးဆိုတာအခုတင်ကူးရတာမျိုးမဟုတ်ပါဘူး။အလေးအထကိုဖန်တီးယူရတာမျိုးဖြစ်ပါတယ်။မတူညီတဲ့သတင်းရင်းမြစ်တွေက ပြောနေတဲ့သူတို့မျက်နှာစာကမြင်ရတဲ့ရှုထောင့်တွေကိုစုံအောင်ရှာနိုင်ဖို့ဝေဖန်နိုင်ဖို့ရာလုပ်ရပါတယ်။ဒါမှသာဆုံးဖြတ်ချက်တွေဟာအသိပညာကိုအခြေခံတဲ့ဆုံးဖြတ်ချက်တွေဖြစ်မှာပါ။ အထူးသဖြင့်နိုင်ငံရေးမှာဝါဒဖြန့်တာကဘက်ပေါင်းစုံကနေလှုပ်ကြပါတယ်။ဒေါ်လာရင်းတစ်ခုမှဆိုဒေါ်လာခံရတဲ့အာဏာရှင်အုပ်စုဒေါ်လာရင်းသမားတွေနဲ့တခြားပြည်မကသူတွေအားလုံးမှာကုတ်ပန်းနိုင်တဲ့ကိုဝါဒဖြန့်ကြတယ်။မပြောဘဲထိန်ချမ်းတဲ့သတင်းတွေကိုမလိုက်နိုင်ရင်တောင်မှကိုယ်စွဲပေါ်ရောက်လာတဲ့စာတွေကို ထွင်းဖောက်မြင်နိုင်ဖို့ကသိလိုအပ်ပါတယ်။သတင်းချက်လက်တွေကိုလေ့လာတဲ့အခါပဓာနာကြတဲ့ဝေါ်ဟာရတွေကိုကြည်နိုင်ရှာနိုင်နားလည်နိုင်ဖို့ဟာအရေးကြီးတဲ့စွမ်းရည်တစ်ခုလည်းဖြစ်ပါတယ်။ ီလိုသိဖို့ဆိုရင်ဘယ်ဝေါ်ဟာရတွေကဘာကိုရင်ညွှန်းနေတယ်လဲဆိုတာကို အသေးချာနားလည်ဖို့လည်းလိုပါတယ်။အဆိုပြုချက်တွေကိုဖတ်ရှုတဲ့အခါမှာရင်ညွှန်းချင်တွေကဘာတွေလဲဆိုတာမျိုးမပြောဘဲခြံထားခဲ့တဲ့စကားလုံးတွေကဘာတွေလဲဆိုတာမျိုးတက်ကနေချက်ချလက်ချနားလည်ရေးဆိုတာအလေအထားတစ်ခုဖြစ်ဖို့လိုပါတယ်။နိုင်ငံရေးဆွေးနွေးဟောပြောချက်တွေကိုနိုင်ငံရေးသမားတွေကြားမှာပဲထားလို့မရပါဘူး။နိုင်ငံရေးသမားနဲ့ပြည်သူဟာဆောင်ဝင်တဲ့လူနာလူအယောင်သမားနဲ့အဝယ်သမားလူ ကွဲပြားတဲ့ပုံစံမျိုးကွဲပြားတာမဖြစ်တင်ဘူးလို့ဂန်ဝင်လီဘရယ်အတိုင်းမြုံဝါရီကွန်မြူနီနဲ့အုပ်စိုးသူမဲ့ဝါရီအများပြားကလက်ခံကြပါတယ်။နိုင်ငံရေးကိုပြည်သူတွေနားလည်တဲ့ဟောပြောချက်ဆိုတာရှိပါတယ်။ပြည်သူတွေနားလည်တဲ့ဇက်အိမ်နဲ့ဟောပြောချက်တွေယဉ်ကျေးမှုတွေဟာတသမတ်တည်းမဟုတ်သလိုအမြဲတမ်းဆက်သွယ်ပြီးနားထောင်ဖို့သတင်းချက်လက်ပေးဖို့လိုပါတယ်။ဂယူဒဆိုင်ပြောဆိုဆွေးနွေးဆုံးဖြတ်တာအခြေလက်ဆွေးနွေးတာ deliberation လုပ်ဖို့လိုတာပါပဲ။ ဒီလိုမျိုးပြောဆိုဆွေးနွေးနိုင်ဖို့ပါဝင်နိုင်ဖို့စကားပြောစွမ်းရည်အတွေ့အခေါ်စွမ်းရည်တွေကိုလည်းဖြည့်ဆည်းရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံသားတွေမှာရှိကိုရှိရမယ်စွမ်းရည်တွေလိုဂရီတွေကလည်းယူဆခဲ့ကြပါတယ်။လူတစ်ယောက်က နိုင်ငံရေးဟောပြောဆွေးနွေးမှုထဲမှာပါဝင်နိုင်ဖို့အတွက်ဘယ်လိုစွမ်းရည်တွေလိုသလဲ။အခွင့်အရေးလို့ပြောလာခဲ့ရင်တာဝန်ကဘာလဲလို့မေးရမှာဟာ ရုတ်တိကြတဲ့ကိစ္စပါပဲလွတ်လပ်စွာပြောဆိုခွင့်နဲ့အတူတရင်ချက်လက်ကိုရနိုင်သလောက်နားလည်မှုတစ်ခုရှိအောင်လေ့လာရေးဟာတာဝန်ဖြစ်တာပါပဲပြီးတော့လူလားအပ်တဲ့တရင်ချက်လက်တွေကိုကောင်းမွန်ထိရောက်စွာဆက်သွယ်နိုင်ဖို့လေ့ကျင့်ပြိုးထောင်ရမယ့်တာဝန်လည်းရှိပါတယ်နိုင်ငံရေးဟောပြောချက်များကိုတတိရှိခြင်းသမိုင်းနဲ့ပုံဝေးထူတွေမှာတောင်အာနာတီဆမှုတွေကြောင့်ပါတယ်လို့ပြောပြီးတဲ့အခါ နိုင်ငံရေးအကြောင်းတွေကိုဟောပြောနေကြတဲ့မိန့်ခွန်းတွေတရက်ကိုယ်တွေမှာအာဏာအကြောင်းဘယ်လောက်ထိရှိနေလဲဆိုတာပြောစရာတော့မလိုတော့အောင်သိတာပါပဲ။နိုင်ငံရေးအရှိတရားဟာဘာလဲဆိုတာကိုလူအတိုင်းဝိုင်းတဲမှာရှိနေသူတွေနားလည်အောင် နိုင်ငံရေးဟောပြောမှုပုံစံအစုံရှိနေကြတာကိုလည်းသတိပြုဖို့လိုပါတယ်။နိုင်ငံရေးဟောပြောချက်နဲ့အယူအဆတွေဟာလည်းဘာသာစကားတွေကနေတိဆောက်တာပဲဖြစ်ပါတယ်။ လူတန်ဝိုင်းကိုဘလို့တိဆောက်တဲ့နဲ့အရင်မြစ်ကိုဘလို့လူတွေရတဲ့နဲ့ဘဝမှာကောင်းဆိုးဟာပါတွေဖြစ်တယ်။ကျင့်ဝတ်ဟာပါတွေဖြစ်တယ်။လောကနိဗ္ဗာန်ယူဆဆိုတာဒီလူတွေဖြစ်တယ်။ဒီလိုလောကနိဗ္ဗာန်ကိုရောက်နိုင်ဖို့နိုင်ငံရေးစီမံတွေကတော့ဒါမျိုးလုပ်တဲ့နဲ့စတာမျိုးတွေသွန်သင်ပါတယ်။လူတယောက်တည်းလောကကိုမြင်တဲ့နဲ့မြင်ဟာပါတွေလဲဆိုတာတွေပြုမှုတင်တဲ့ပုံစံဟာဘလို့ဖြစ်တယ်ဆိုတာတွေ လူမှုရေးပုံရိပ်နဲ့တရုတ်တကံတွေကိုတိစားပေးထားတာတွေဟာလည်းနိုင်ငံရေးဟောပြောချက်တွေမှာတွေ့ရပါတယ်။လူထုအမြင်ကိုစိုးမိုးဖို့ပုံဖော်ဖို့လမ်းကြောင်းဖို့ဘာသာစကားကိုဘယ်လိုသုံးသလဲဆိုတာကိုလည်းသိရှိထားဖို့ကောင်းပါတယ်။ဒီလိုပြောတာနဲ့ဝါရဖြစ်တာတွေမျက်စိထဲမှာတမ်းမြင်လာတာမျိုးတွေရှိမှာပါပဲ။ပြည်တွင်းစင်ကြီးတဲ့ဒေသခံတိုင်းသားတွေကိုတိုက်ခိုက်ပြီးတော့ကိုဒေသမှာကိုဘာသာဒုက္ခရောက်ရအောင်လုပ်တာကို အမိမျိုးကိုကာကွယ်တယ်ဆိုပြီးဝါဒဖြန့်တာဒေသခံတိုင်းသားတွေအတွက်ကိုမျိုးကိုဒေသကအရင်းမြစ်တွေကိုကုမသုံးရပဲစီးပွားရေးရမျက်ထုတ်ခံရတာတွေဒါကိုနိုင်ငံပိုင်တရားစားသားတွေကနေတိုင်းပြည်စည်းဝါလှုပ်တယ်လို့လို့ဈေးခွက်စည်းဝါရေးစနစ်အကောင့်ထဲပေါ်တယ်လို့လို့ဖွင့်ပြောရေးလုပ်နေတယ်လို့လို့အလောက်ခံရတာ အနာရှင်စနစ်ကနေပြီးဖြေလျှော့ပေးတာကိုစီကံပြေဝါသောဒီမိုကရေစီဆိုပြီးနာမည်တက်တာလူများစုပေးတဲ့မဲကိုကင်ပြီးလူနည်းစုကိုနိုင်ကျင့်လို့ရတာကိုဒီမိုကရေစီတရားဝင်မှုလို့လို့ပြောတာတွေဟာဘာဘာလီနဲ့ဝါဒဖြန့်နေတဲ့နိုင်ငံရေးဟောပြောချက်တွေပဲဖြစ်ပါတယ်နိုင်ငံရေးဟောပြောချက်တွေနဲ့နိုင်ငံရေးယူဆတွေဟာလူတူးတယောက်အုပ်စုတစ်ဖွဲ့ကနေလဝဲကြီးအုပ်ထားပြီးလူတွေကြားထဲကိုထက်သွင်းနေုံပဲလို့မြင်ရင်တော့လိုအပ်ချက်ရှိနေသေးတဲ့အမြင်ဖြစ်ပါလိမ့်မယ်။ လူလူထဲမှာရှိနေတဲ့နိုင်ငံရေးအရှိတရားနဲ့နိုင်ငံရေးယူဆတွေဟာလူလူကြားတွေကလူမှုရေးဖြစ်စဉ်တွေပေါ်လာတာဖြစ်တယ်။ဒီယူဆတွေဟာဘက်မလိုက်တဲ့အဖြူတဲတက်တဲ့အမြင်တွေလုံးဝမဟုတ်ပါဘူး။လူလူကြားတွေကအောက်စုအသီးသီးရဲ့အာဏာရှိမှုအမျက်ထုတ်မှုနဲ့လူမှုရေးဆက်ဆက်မှုတွေကနေအပြန်အလှန်တက်ရောက်မှုရှိပါတယ်။တခါတလေမှအာဏာကိုခုခံမှုတွေပြောင်းလဲနေတဲ့အနေအဆာမှန်တိပါလျက်နဲ့အနှစ်သာရရှိတယ်လို့လောက်ရတာလည်းရှိပါတယ်။နမူနာကတော့နေမြေကျူးကျော်တာ ကိုလိုနီစနစ်လူမျိုးကြီးဝါဒစတာတွေကိုဆန့်ကျင်တဲ့အခါမှာမိမိတို့ရဲ့မြေဘဟုချက်ကမူလရင်ကျင်းမှုစတာတွေတကယ်ပဲမပြောင်းလဲတဲ့နှစ်သားရတွေလို့ခုခံပြီးပြောဆိုပြီးတော့အာနာဂိုမဟာဗျူဟာကြကြဆန့်ကျင်တာတနည်းဆိုရင်မဟာဗျူဟာကြကြအနှစ်သာရကတ်လိုက်တာ strategic essentialism လို့နားလည်လို့ရပါတယ် ိုင်ငံရေးဟောပြောချက်တွေကိုနားလည်ဖို့အတွက်လေ့လာနိုင်တဲ့အဆင့်တွေကအရှိကပြောခဲ့တဲ့ဇက်အိမ်တီပုံနဲ့ဆက်ချောင်းကိုနားလည်နိုင်တဲ့အဆင့်တွေနဲ့ပုံစံတူပါတယ်။ဒီမှာတော့အဲ့ဒီအဆင့်တချို့ကိုပဲအချုပ်ပြန်ပြောပါမယ်။အဆင့်တစ်ကဝဟာရအသုံးနှုန်းနဲ့ပြောပုံစုပုံတွေကိုကြည့်ပါ။ဘလို့အလင်္ကာတွေဥပမာတွေသင်္ကေတတွေစောင်ပုတ်တွေနဲ့ စကားပုံတွေကိုတုံးဆွဲတယ်ဆိုတာကိုကြည့်ပါဘလို့ခန်းစားချက်မျိုးကိုလှုံ့နှိုးဖို့လုပ်နေတယ်လဲဆိုတာကိုကြည့်ပါဒါကနိုင်ငံရေးမိန့်ခွန်းတစ်ခုကိုနားထောင်လိုက်တာနဲ့အလွယ်တကူလက်လန်းမိပါတယ်စမ်းစစ်လိုက်တဲ့အခါမှာဒီလိုပုံစံပြောသွားတာလေးကိုငါကြိုက်လိုက်တာဆိုတာမျိုးဖြစ်စေတဲ့ပုတ်ကလေးကခန်းစားချက်တွေတွင်မဟုတ်ဘဲနဲ့ဘာကိုပြောတယ်ဘလို့ပြောတယ်ဆိုတာကိုချက်ကြလက်ကြဓမ္မရိထန်ကြကြတဲ့တယ်ကြည့်ရမှာဖြစ်ပါတယ်အစစ်နှစ်ကပုံစံကိုအနာသက်ပြတဲ့ပုံစံကိုတေချာလေးလာပါ ဘယ်လန့်ကိုရှောက်ဖို့ဘလို့အာဂျန်တာကိုဖောက်နေတယ်လဲကိုကြည့်ပါပုံစံမှားရင်ပြေမထွက်သလိုပုံစံကိုနားလဲတဲ့ပုံစံမှားရင်လည်းတွက်တာမှားရပါတယ်တခါတလေမှာအမှန်မှားရဆိုတာတဲ့ချင်းကတဲ့ပုံစံမှောင်မှုတည်ပြီးပုံစံအတွက်ထုတ်ရမယ့်အဖြေတွေကကွာခြားနိုင်ပါတယ်အဆင့်၃နိုင်ငံရေးတွေးခေါ်ရရဲ့ဘယ်စိတ်ပိုင်းတွေကိုယူသုံးနေတယ်လဲဆိုတာကိုလေ့လာပါ ်တခါတလေလူတွေဟာသူတို့ကိုသူတို့နိုင်ငံရဲ့အယူအဆတစ်ခုရှိတယ်လို့ပြောတာတွေ့ရပါမယ်လက်တွေ့မှာတော့အစင်ချောသလိုကိုလိုရာတွေကိုဆွဲတုံပြီးကျင့်သုံးလိုစိမ့်မရှိတာတွေအတွက်အစင်ချေပြတတ်ပါတယ်ဒီမိုကရေစီသမားလို့ပြောနေသူတွေနောက်လူများစုပေးတဲ့မဲကနေနိုင်တဲ့သူတွေကအုတ်ချုပ်တဲ့အကြောင်းကိုတတွင်တွင် ပြောချပေမဲ့ရှုံးတဲ့သူတွေရဲ့သဘောတူညီချက်ရှာဖို့အကြောင်း theory တောင်မပြောဘဲခြံခဲ့တတ်ပါဗျ။ အဆင့်လေးလူတွေထဲမှာဘယ်လိုမျိုးအုပ်စုတွေခွဲဖို့လုပ်နေတယ်ဆိုတာကိုလေ့လာပါ နိုင်ငံရဲ့အယူအဆတစ်ခုကိုလူတူတစ်ခုထဲမှာတင်သွင်းလိုက်တာနဲ့တပြိုင်နက်တည်းကြိုက်တဲ့သူတွေမကြိုက်တဲ့သူတွေပေါ်လာပါလိမ့်မယ်ဒီကနေတစဉ်ဦးစားပေးရမယ့်သူတွေနဲ့ပါဝင်ခွင့်ကိုဖယ်ထုတ်ခံရမယ်၊ကန့်သတ်ခံရမယ့်သူတွေရှိတာလိမ့်မယ်။နိုင်ငံရေးမှာဇွန်တွေစီကိုရွှေ့သွားရင်းနဲ့ရန်သူတွေလိုဖြစ်လာတာလည်းတွေ့နိုင်ပါတယ်။အဆင့် ဘလို့အဆင့်တန်းစီးပောင်တွေဖြစ်ပေါ်လာစေသလဲဆိုတာနဲ့ဒီအဆင့်တန်းစီးပောင်တွေဟာရေရှည်အတွက်လားရေတိုအတွက်လားဆိုတာလေ့လာပါနိုင်ငံရေးဟာအာဏာဩဇာတွေတန်ဖိုးသတ်မှတ်ချက်တွေနဲ့ဆက်ဆက်တဲ့အတွက်အဆင့်တန်းဆိုတဲ့သဘောတရားတွေဖြစ်လာစေနိုင်ပါတယ်ရေရှည်ဖြစ်နိုင်တဲ့အဆင့်တန်းကွဲပြားမှုတွေ institution တွေကိုအကုန်တတိနယ်ဝေဖန်ရေးလုပ်ပြီးသုံးသပ်ဖို့လိုပါတယ်မြတ်တာအောင်တည်ဆောက်ထားတဲ့စနစ်ထဲကနေထွက်လာရင်တောင်မှမမြမတနဲ့ဘယ်လိုက်မှုဖြစ်ဖို့ရာမခက်ပါဘူး ဒီအဆင့်တွေကိုဖတ်လိုက်ရင်လိုအပ်ချက်၃ခုရှိတာသိတာပါတယ်အဲ့ဒါကတော့ဆက်သွယ်ရေးစွမ်းရည်ခေလိုက်မီဒီယာတွေပေါ်ထိုးထွင်းနားလည်မှုနဲ့နိုင်ငံရေးအတွေ့အခေါ်တွေကို နားလည်တက်ကြွမှုတွေပဲဖြစ်ပါတယ်ဂျာဘူးနာမောနဲ့ကွန်မြူနစ်ဆိုတာပဲလစ်ဘရယ်ဆိုဒီလိုပဲဒီမိုကရေစီဟာဒါပဲမျိုးသားရေးကဒါပဲဖက်ရှင်ဆိုတာဒါပဲနိုင်ငံဆိုတာဒီလိုပဲဖြစ်ရမယ်ဆိုတော့အနေတာရ ဗရာဏအမြင်ကနေပရမတ်ထတရားတွေလိုဆက်ဆံကြတာဟာလုံလောက်တဲ့သုတဉာဏ်မျိုးမဖြစ်စေနိုင်ပါဘူးတကယ်ပဲနိုင်ငံရေးတွေးခေါ်ရရဲ့ပေါ်လာပုံဝေဖန်ချက်အဆိုပြုချက် အစီအမံလက်တွေ့လှုပ်ရှားမှုအုပ်စုခွဲထုတ်မှုဘလို့ရှိတယ်ဆိုတာတွေကိုလုံလောက်အောင်လေ့လာဖို့လိုပါတယ်ဒီချက်တွေကိုမှတင်ပြဖြန့်ဝေတဲ့ပုံစံအယောင် သုံးဆွမ်းမှုကိုမူရအဝိစာလူအင်အားပြမှုပုံစံအလံတွေအတန်တွေစတဲ့အချက်တွေအားလုံး ਨੇ ချိတ်ဆက်စဉ်းစားဖို့ရဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ